မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel ကနေကြိုဆိုပါတယ်ကျွန်တော်ဒီတစ်ခေါက် sharing လုပ်ပေးမယ့်အကြောင်းအရာလေးကကျွန်တော်တို့ကိုယ့်ရဲ့ YouTube မှာပို့ရှာထားပြီးတော့ကြည့်ထားတဲ့ဗီဒီယိုတွေကိုဗီဒီယိုတွေအများကြီးကြည့်ထားတာတွေဒီဟာတွေကသူ့အတူ auto ပြတ်မသွားပါဘူးခင်ဗျာကျွန်တော်ဒီ data ထဲမှာကျွန်တော်ခြံနေခဲ့မှာအဲ့ဒီဟာတွေကိုဖြတ်ချက်နဲ့ဆိုရင်ကျွန်တော်နီလန်းလေးကိုကျွန်တော်ပြောပြပေးပါပါ ကျွန်တော်အရင်ဆုံး YouTube ကိုတဲကိုဝင်မယ် Okay YouTube လည်းရောက်ပြီဆိုရင်ကျွန်တော်ကျွန်တော်ကပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီတရက်စာပေါ့နော်တရက်စာဖြန့်နည်းလေးကိုကျွန်တော်ပြောပြပေးမယ်ကျွန်တော်နမူနာလေးအနေနဲ့ပြောပြပေးမယ်ကျွန်တော်ဒီနေ့ကြည့်ထားတဲ့အရာကိုကျွန်တော်မြန်မာ new sounds 2025ဆိုပြီးတော့ကျွန်တော်ရိုက်ရှာပြီးတော့ကျွန်တော်ကြည့်လိုက်မှာပေါ့နော် ြည့်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီအရာလေးကိုဖြတ်နည်းလေးကိုကျွန်တော်တို့ပြောပြမယ်ကျွန်တော်ဒီအရာပြတ်သွားလားမပြတ်မပြတ်သွားလားဆိုတော့ကျွန်တော်တခါလေးပြမယ်ဒီလိုမျိုးကြည့်ပြီးသွားပြီဆိုရင်ကိုလောရမယ် setting တွေကိုကျွန်တော်တို့သွားဖို့လိုပါတယ်ဒီညဘက်ကမီဆိုတဲ့ ကိုယ့်ရဲ့အကောင့်ထဲကိုဝင်လိုက်ပါပြီးရင်ပေါ်စွမ်းသားလေးမှာ setting ပုံစံလေးရှိပါတယ်ဒီ setting ထဲကိုဝင်လိုက်ပါ setting ထဲဝင်ပြီးသွားရင် manage all history ထဲကိုဝင်လိုက်ပါ manage all history တဲ့ကိုဝင်ပြီးသွားရင်ကျွန်တော် delete ဆိုတဲ့ အပြရန်စာရလင်းရှိတယ်ဒီ delete ဆိုတာလေးကိုနှိပ်လိုက်ပါဒီမှာဆိုရင် option ၃ခုရှိတယ် delete today delete custom rain delete all time ကျွန်တော်ပထမဆုံးအနေနဲ့ delete today ဒီနေ့ကြည့်ထားတဲ့အရာတွေကို delete မယ်ဆိုပြီးတော့နှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်တို့လူချင်းမင်းကိုပြချင်တဲ့အတွက်ကျွန်တော်တို့နောက်ပြန်ပြီးတော့ တ်နှိပ်ပြီးတော့ကျွန်တော်ပြတ်သွားမှပြတ်ပြတ်သွားလားဆိုတာတစ်ချက်ပြန်ကြည့်မယ်ဒီမှာဆိုရင်ဒီ search bar မှာဆိုရင်ဒီမှာမပေါ်တော့ခင်ဗျာမြန်မာ new sound 2025ကိုမပေါ်တော့ဘူးဒီ history ဆိုတာလေးကိုမှတ်ထားလိုက်ပါကျွန်တော်ဒီကိုကြည့်ထားတဲ့အရာတွေမှာဗီဒီယိုတွေမှာအများကြီးရှိပါတယ်ဒီဗီဒီယိုတွေကိုတစ်ခါတည်းဖြတ်လို့ရတဲ့နည်းလမ်းလေးကိုပြောပြမယ်။ကျွန်တော်ခုနကအတိုင်း manage all history တဲ့ကိုဝင်ပါ ပြင် delete ကိုနှိပ်လိုက်ပါပြင် delete all time ဆိုတာနှိပ်လိုက်ပါနှိပ်ပြီးတော့ရင်ဒီမှာအောက်ဆုံးမှာ cancel ရှိတယ် delete ရှိတယ် delete ကိုနှိပ်လိုက်ပါကိုကဖြတ်မှာဖြစ်တဲ့အတွက် delete ကိုနှိပ်လိုက်ပါပြန် deletion complete ဖြစ်သွားပြီ got s ဆိုတာနှိပ်လိုက်ပါ နှိပ်ပြီးရင်ကျွန်တော်ပြန်သွားကြည့်မယ်ဒီမှာဆိုရင်ကျွန်တော်ပထမပြခဲ့တဲ့နေရာမှာဒီ history မှာဆိုရင်လုံးဝဗီဒီယိုတွေမရှိတော့ဘူးခင်ဗျာဒါကကိုကြည့်ထားတဲ့ဗီဒီယိုတွေကိုအကုန်လုံးဖြတ်လိုက်ပြီပေါ့နော်ကိုကဒီຢာတွေကိုခဏခဏမလုပ်ချင်ဘူးဆိုရင်ဒီမှာ auto delete ဆိုတာရှိတယ် auto delete မှာ36 MB ရှိတယ်3 MB ရှိတယ်သူလအလိုက်ပေါ့နော်3 MB တော့ အာနီးဆက်ဆုံးပေါ့နော်ဒီ dream man ကိုနှိပ်ပြီးတော့ confirm နှိပ်လိုက်ပါဒါဆိုရင်ကိုကိုတိုင်းဖြတ်ပြမလို့တော့ဘူး၃လပြည့်ရင်ကိုကြည့်ထားတဲ့ video တွေကိုသူကသူတခါလဲဖြတ်သွားမှာပေါ့ဒါဆိုရင်လူချင်းမင်းရဲ့ဖုန်းအနှဲငယ်ဒီအနှဲငယ်တိုင်းချင်းတန်ရှင်းလုပ်ပြီးသားလည်းဖြစ်မယ်ပြီးရင်အနှဲငယ် ပေါ်ပွားသွားမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုကြည့်ပြီးရအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာလိုအပ်တာရှိရင်ကျွန်တော်ကိုကွန်မန့်မှာမေးသွားလို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ